ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အာဆင်နယ်နဲ့လီဗာပူးတင်းတို့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲမှာတော့တစ်ဖက်ကို2ဂိုးစီတရေကျတယ်ဆိုတော့ဒီလီဗာပူးတင်းအနေနဲ့ကိုရီကပ်ပူနဲ့လူဝစ်ဒီအက်စ်တို့ရဲ့20နဲ့21မိနစ်မှာရခဲ့တဲ့ twin goal အတီးတီးကနေအာဆင်နယ်ဘက်ကတော့မာတင်နယ်လီက48မိနစ်နော်ခေါင်းတိုက်သွင်းသွားတာနော်ခေါင်းတိုက်သွင်းသွားတာပြီးရင်မယ်ရီနိုရဲ့မိနစ်80အိုဒီဂက်ရဲ့ကန်ချက်ကနေပြီးတော့အလစ်ဆန်ပုတ်တိုင်မှန်ပြီးထွက်လာတဲ့လုံကိုမယ်ရီနိုပိတ်သွားတာ နောက်ဒါအပြင်မယ်ရီနိုကနှစ်ဝါတနီနဲ့89မိနစ်မှာပြခန့်လိုက်ရပြီးတော့အာဆင်နယ်ကတယောက်ရော့နဲ့ကျွန်တော်တို့က16မိနစ်လောက်ထိသူကစားခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့လို့29စီတီကျသွားတယ်။အာဆင်နယ်တွေတော့တော်တော်ကိုတန်ဖိုးရှိတဲ့တမှတ်ပါ။လေဗာဝူးတင်တွက်ကတော့ EC ပေါ်ပြဘာပူစရာလိုမှလဲ။နော်ထုံးလာနေမဲ့ Chelsea တို့ပါလို့နဲ့ပွဲစဉ်တို့ကလိုပဲ။လေဗာဝူးတင်ကအဓိကကစားမတချို့ကိုကျွန်တော်တို့ကပွဲထုတ်လာတယ်။အဓိကကစားမတချို့ကိုအနာပေးခဲ့တယ်။နောက်တန်း၄ယောက်နေရာမှာဆိုလို့ရှိရင် Robertson ရဲ့ Van Dijk ရဲ့ Kunate ရဲ့ဒါပေမဲ့ Anu Pamela ဦး Bradley ပါလာတယ်။ ကွင်းလယ်မှာဆိုရင် Grayan Bach ပဲပါလာပြီးတော့ဗောနော်ကျွန်တော်ဒါ Cardi Jones ကို Alistair Nia သူတို့ထုတ်လာတယ်ဒါပြင်စူဘူဇလိုင်းတိုက်စစ်ကလည်း Louis Diaz ကိုဒီကဘူဆာလာဆိုတော့တကယ်ပြောရင်လူစင်းကအများကြီးအပြောင်းလဲလုပ်ထားတာတော့မရှိဘူးကွင်းလယ်နဲ့နောက်တစ်နှစ်နေရာလောက်ပဲအပြောင်းလဲလုပ်ထားတာနော်နှစ်နေရာလောက်ပဲအပြောင်းလဲလုပ်ထားတာ Arsenal ရဲ့ဘက်ကကျတော့သူတို့ရဲ့ဗောနော်ကျွန်တော်ဒါကွင်းလယ်ကစားမဖြစ်တဲ့ Rice လုံးဝမပါခဲ့ဘူးကျွန်တော် Merino ရဲ့ Party ရဲ့ Odigate ရဲ့ဗောနော်တိုက်စစ်ကတော့ Saka ရဲ့ Trossard ရဲ့ Martinelli ရဲ့ပေါ့ဗျာ နောက်တန်းကလည်းသူတို့ရဲ့ဒါဘယ်လိုပြောမလဲတင်ပါမပါတဲ့နေရာမှာကျွန်တော်တို့ဒီ band white ပါတာကလွဲလို့ရှိရင်အပြောင်းလဲကကျွန်တော်တို့ကျွန်တော်မရှိဘူးပေါ့နော်ဂျူဒီယန်တင်ပါကိုလည်းသူတို့အနားပေးထားတာဆိုတော့ Arsenal တွက်ကဘယ်လိုပြောမလဲအဝေးဝင်းဖြစ်ပြီးမဲ့လေလို့ပေါ့နော်မျောလင်းချက်ရှိတယ်ဆိုတာတခြားမဟုတ်ဘူးဒါခံဘက်ပြန်လာနိုင်ကြလို့ပြောတာမဟုတ်ဘူးဘာလို့လဲဆိုတော့ Liverpool တင်ကစားမားတွေမှာ design မရှိတော့ဘူးဟောဟိုဒါလုံးဝပေါ့နော်ဒီကောင်တွေက producer ဆန်ဆန်မပြုတ်မှုတော့ပြောတာမဟုတ်ဘူးအိမ်ဝင်းလည်းဖြစ်တယ် တကယ်လည်းပဲကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါကောင်းတဲ့ကစားမအကောင်းဆုံးလူစင်းနီးပါးလေးတဲ့ပွဲထွက်ထားတယ်ဆိုတော့အာဆင်နယ်ကိုအတိုင်းအတာတစ်ခုရောဒုက္ခပေးတာပဲနော်ဒုက္ခပေးတာပဲဒါပေမဲ့လည်းလို့သူတို့မှကဗျာဟိုနိုင်ရမယ့်အကြောင်းရင်းကအများကြီးမရှိတော့ဘူးနော်ငါတို့တော့အန်ဖီကွင်းမှာမရှုံးခြင်းဘူးနော်ငါတို့တော့အာဆင်နယ်ကိုပြိုင်ပွဲဖြစ်တဲ့အတွက်အနိုင်ယူခြင်းနဲ့အာဆင်နယ်နဲ့ပေါ့နော်ဒါအတင်းကြီးချင်းချင်းပြည့်တဲ့နိုင်ခြင်းနဲ့ဒါမျိုးတော့ပဲရှိလို့တာနော်သူတို့မှကြီးကြီးမားမားကလည်းဗျာဖလားရပြီးသွားပြီဆိုတော့မရှိတော့ဘူးဗျာမင်းမင်းဘယ်လောက်ပဲရှုံကြုံသူတို့ကအဆင့်တက်ကတက်ပဲအာဆင်နယ်ကျတော့အဲ့လိုမဟုတ်ဘူးဗျာသိတယ်မလား စိတ်ချတဲ့အနေအထားတစ်ခုကြီးမဟုတ်ဘူးလို့ပြောလို့မရရင်တော့မှဟို Champions League ဝင်ခွင့်ကမတော့အရင်ကြီးစိတ်ပူစရာအနေအထားမျိုးမှတော့မရှိဘူးဒါပေမဲ့လို့အရာရာဟာတီချောင်းလုံးမရမယ်ဆိုတော့ Champions League ဝင်ခွင့်အတွက်လည်းသူတို့ကအမှတ်လိုတယ်အမှတ်လိုတယ်ဆိုတာလက်ရှိအဆင့်နှစ်နေရာမှာဗဒါအပြင်အဆင့်ခွန်ကအတင်းနဲ့ထိပါကြအမှတ်တွေကအဲ့လောက်မကွာဘူးလက်ရှိ Arsenal ဆိုလို့ရှိရင်ဒီပွဲတည်ကြီးကြပြီးတော့68မှတ်ရတယ် Nottingham Forest ဆိုလို့ရှိရင်လည်းပဲတည်ကြီးကြတာပဲ62မှတ်ရတယ်ဂျားထဲမှာကျွန်တော်နေတယ်ဘယ်လောက်မှကွာတာမဟုတ်ဘူးအဲ့လိုမျိုးဗဒါကြောင့် Arsenal အနေနဲ့ဒီပွဲက ဒါတမတ်ပြန်ရခဲ့တာကသူတို့တော်တော်ကိုအချိန်ကြီးကောင်းသွားတယ်လို့ကျွန်တော်ပြောရမယ်။ဆိုတော့ဒီပွဲကလည်းအာဇနက်တက်ချီးကျူးစရာပါသူတို့ပြင်လေဘာဦးဘက်ကဘယ်လိုပြောလဲတပွဲလုံးနေထားနေကိုပေါက်ကွန်တီမှု14ချိန်ပဲရှိတာနော်5ချိန်ကိုပေါက်တက်ပြီးတော့ကျွန်တော်နှစ်ကိုရတယ်ဆိုတော့ဒီဘောင်တွေကတော့တိုက်စစ်ပိုင်းမှာထိအောင်မှုတွေတော့ပြနေသေးပေါ့လေဆိုတော့ဟိုကိုပေါက်ဘာလဲဘောလုံးပိုင်ဆိုင်မှုတွေဘာတွေကတော့သူတို့တွေအနီးကမထိခင်ဒီအာဇနက်ကိုပထမပိုင်းရောဒုတိယပိုင်းရောပွဲထိန်းချုပ်နိုင်သမှာဘာမှရှင်လို့မရခဲ့ဘူး အာစနယ်ဘက်ကတော့15ချိန်ကူပေါက်ကန်နဲ့9ချိန်ကူပေါက်တည့်ပြီးတော့ကျွန်တော်နှစ်ကူရတယ်ပေါ့နော်ဒီနေရာမှာအလစ်ဆန်တော်ကောင်းတဲ့လုံနေကျွန်တော်ရှိတယ်ဒေးဗစ်ရာယာတို့လည်းတကယ်ကောင်းခဲ့တဲ့လုံတချို့ကျွန်တော်ရှိတယ်ဆိုတော့မာတီနယ်လီကတော့ခေါင်းတိုက်သွားတာပြသည်လားနော်ကြည့်ရတာတော့မာတီနယ်လီကိုစနက်ဖော်ဝါဆစ်ဆစ်ပြအထဲကိုပို့လိုက်တဲ့အချိန်မှာလီဗာပူးတင်းစာမားတွေကအမြင်ပေါ်ဒီမလာတော့ဘူးလို့တွက်ထားတဲ့အချိန်မျိုးပဲအသာလေးခေါင်းတိုက်ချသွားတယ်တော့ကောင်းပါနဲ့ခေါင်းတိုက်ချက်ကဒါပေမဲ့မယ်ရီနိုရဲ့အလုံးစလို့ရှင်လည်းပဲဒီလိုပဲပေါ့နော်ကျွန်တော်တို့ကပြန်ထွက်လာတာကိုအသာလေးပိတ်သွားတယ်ဒီနေရာမှာအူဒီကဲရဲ့ကန်ကြတော်ကောင်းတာ เนาะကံကြက်ကောင်းတာကိုအလီဆန်ပုတ်ပြီးတော့တိုင်ထိပြီးထွက်လာတာကိုမယ်ရီနိုပိတ်သွားတာเนาะပြေတနာကမယ်ရီနိုကအဲ့ဂိုးသွင်းတာကလွှဲရင်ဒီပွဲတော်တော်မှားတယ်မှားတယ်ဆိုတော့မနေနေတော့မဟုတ်ဘူးเนาะဂိုးပီးယလူနီးပါအလုံးနေလေသူ့ကြောင့်ဘောလုံးပြက်ရင်ကနေမြင်ခဲ့ရတယ်ဒါပြင်နှစ်ဝါတနီလဲကျွန်တော်ထိခဲ့တယ်စဉ်းစားကြည့်ပြကိုကတမတ်ဆိုတမတ်သုံးမတ်ဆိုသုံးမတ်လူနေတဲ့ချိန်မှာလေဘာဦးလူအသင်းမျိုးကိုရှင်ကစားတဲ့ချိန်တယောက်ယော့သွားတယ်ဆိုတော့မျိုးကတော်တော်ကို risk များတာဒါလေဘာဦးအသင်းဖလားရပြီးသားဖြစ်သွားတာကတော့ကံကောင်းသွားတာ မဟုတ်ရင်မလွယ်ဘူးပေါ့နော်။ညာအာဆင်နယ်တို့ရဲ့ဒီပွဲကတော့ကမ်ဘက်ပြန်လာနိုင်ခဲ့တာကတော်တော်ကိုကောင်းသွားတယ်လို့ကျွန်တော်ပြောရမှာပဲ။အာဆင်နယ်ကအဲ့ဒီမတိုင်ခင်လေဘာဝင်းဂိုးတွေမရခင်ကတည်းကအခွင့်အရေးတချို့ကျွန်တော်ရတယ်ဗျ။သူတို့အသုံးမချနိုင်ခဲ့တာ။ဘာပဲပြောအာဆင်နယ်တို့တော့ဒီပွဲကပေါ့နော်။ဒါဟိုတမက်ရခဲ့လေဘာဝင်းမှာတမက်ရခဲ့တာကတော်တော်ကြီးတော့သူတို့တော့ကောင်းသွားတယ်။ သူတို့ရဲ့အဆင့်3ဒါသူတို့အောက်မှာရှိတဲ့ Newcastle နဲ့သူတို့ကြားထဲမှာနှစ်မှတ်ကျွန်တော်တို့ကွာတယ်အဆင့်5က Chelsea နဲ့သူတို့ကြားထဲမှာကျွန်တော်တို့3မှတ်လောက်ကျွန်တော်တို့ကွာတယ်ဆိုတော့ဆိုတော့5မှတ်လောက်ကျွန်တော်တို့ကွာတယ်ဆိုတော့သူဟာနဲ့သူတို့မဆိုးဘူးပေါ့နော်အာဆင်နယ်ရစိတ်ပူစရာရှိတယ်လည်းကျွန်တော်မထင်ဘူးဆိုတော့နောက်ဆုံးပွဲစဉ်38ရှိတိနော်ဒီကလဒီအသင်းကြီးရဲ့ကြားထဲမှာဘယ်လိုမျိုးရလဒ်တွေထွက်ပေါ်လာမလဲကျွန်တော်ကြည့်ရမှာသူသဖြင့် Champions League ဝင်ခွင့်ကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းနေတယ်နော်သူသဖြင့်ဟိုအထူးသဖြင့်ကျွန်တော်က၄နေရာလောက်ပဲလူရတော့မယ်၃နေရာလောက်ပဲလူရတော့မယ်ထင်ပါတယ်အာဆင်နယ်နဲ့ ဟိုလီဗာပူးလီဗာပူးကတည်ကြတယ်အာဆင်နယ်ကတည်ကြတယ်ထားအောင်တော့ကျန်နေပေါ့နော်3 5 3တင်းမှာဆိုလို့3 5နေရာကိုကျွန်တော်ဒါအဆင့်ခွန်ကအတင်းနေဒီကျွန်တော်လူ့ရမှာဆိုတော့3နေရာအတွက်5တင်းလောက်ကိုလူ့ရမယ့်အခြေအနေမျိုးဗျာနျူကာဆယ်က66မဲ့မန်စီးတီး65မဲ့ဗျာချယ်ဆီ63မဲ့ဖောရက်62မဲ့အက်စတိုမီလာ63မဲ့ဆိုတော့3နေရာအတွက်ကျွန်တော်ချန်ပီယံစ်လိဝင်ခွင့်3နေရာအတွက်5တင်းလောက်ထိလူ့ရမယ့်အခြေအနေမျိုး တော့ဘယ်နှစ်သိန်းကျန်ခဲ့မလဲဒါမှမဟုတ်လက်ရှိပုံစံတိုင်း Aston Villa နဲ့ Forest တို့ပဲကျန်ခဲ့မလားတော့စောင့်ကြည့်ရမယ်။အမေလား Arsenal တို့ကတော့စိတ်ပူရတဲ့အနေအထားတွေက short ချလိုက်လို့ရတဲ့အခြေအနေမျိုးလို့ကျွန်တော်ယူဆတယ်။သူလည်းပဲဒါယာနုံးပြတီချာမှပဲကောင်းမယ်ပေါ့နော်။ဆိုတော့ဒါကြောင့်ဒီပွဲတည်တမှတ်က Arsenal တို့တော်တော်ကိုကျွန်တော်တို့ဒါအရေးကြီးသွားတာ။ဆိုတော့ဒါကြောင့်လည်းပဲ Arida ကပြီးခင်ကြီးမှဆိုရှင်အဲ့ဒီအဆွန်ကစားမှ၄ရောက်လောက်ဒီအကုန်ပြစ်ထည့်ပြီးတော့ပိတ်တာပဲ။တမှတ်ကြီးအရေးကြီးတယ်ဟုတ်နော်။ဆိုတော့ Liverpool တို့ကလည်းဘာမှသိမဟုတ်တော့တော့ဒါတော့မှတော့တော်တော်ကန်ကောင်းတာ။ ပင်ပွဲပြီးကန်ဒီဘာလဲဒီ Robertson twin နဲ့ကိုကိုရတော့မလို့ဒါ scale league ကိုကျွန်တော်ကိုနာလေးကလုံးဝလက်ကြီးနဲ့တွန်းချပလိုက်ခဲ့လို့နော်ဒါတော့တိတိတာ form မှာညင်းစရာမရှိပါဘူးနော်ဂိုးမရခဲ့တာဆိုတော့ Arsenal တော့ရေးကြီးတဲ့ရေးကြီးတဲ့တည်တမှတ်ပါ Liverpool twin တို့ကတော့တိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်ဆိုတော့ညီကတို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲ Arsenal ရဲ့ comeback ပြန်လာနိုင်ခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါဦးအားလုံးချစ်သူများကြီးတို့ပါ